ယနေ့အလူရှင်ညာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေခြင်းဝိရတိ၃ပါးအကြောင်းတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဝိရတိဆိုတာချောင်ကျင်မှုသဘောတရားကိုဆိုလိုတယ်ဘာကိုချောင်ကျင်မှာလဲဆိုတော့ ကာယဒုစရိုက်ကိုချောင်းကျင်မှဝစီဒုစရိုက်ကိုချောင်းကျင်မှမိစ္ဆာဇီဝအကုတုတွေလုတ်ပြီးတော့ဇီဝရှားမှုကိုချောင်းကျင်မှချောင်းကျင်မှု၃မျိုးရှိတယ်ပေါ့ကာယဒုစရိုက်ကိုချောင်းကျင်တာပမ္မာကမ္မန္တဝိရတိလို့ခေါ်တယ် ဝဇိဒုစရိုက်ကိုချောင်းကျင်တာတမ္မာဝါစာလို့ခေါ်တယ်မိစ္ဆာဇီဝမကောင်းသဖြင့်ဇီဝချောင်းမှုကိုချောင်းကျင်တယ်တမ္မာအာဇီဝလို့ခေါ်တယ်ဝိဒတိ၃ခုရှိတယ်ပေါ့တမ္မာကမ္မန္တဆိုတာကောင်းတာတွေကိုလှုပ်တာ သူတို့ဘအသက်ကိုတက်ချင်းကချောင်းကျင်တယ်သူများဥစ္စာကိုခိုးယူခြင်းမှချောင်းကျင်တယ်သူများတာမယာကိုပြမဆော့ကားခြင်းမှချောင်းကျင်တယ်အဲ့ဒါတမ္မာကမ္မန္တပဲတမ္မာကမ္မန္တဝိရတိလို့ခေါ်တယ်ကာယဒုစရိုက်၃မျိုးမှချောင်းကျင်တာကိုတမ္မာကမ္မန္တဝိရတိ နောက်ဝစီဒုစရိုက်၄မျိုးမှချောင်းကျင်တယ်။လိန်ညာပြောဆိုခြင်းချောင်းကျင်တယ်။ခုံတိုက်စကားပြောဆိုခြင်းမှချောင်းကျင်တယ်။ရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုပြောဆိုခြင်းမှချောင်းကျင်တယ်။အကျိုးမရှိတဲ့ဇကားတွေကို ပြောဆိုခြင်းမှချောင်းကျင်တယ်အဲ့ဒါတန်မာဝါစာလို့ခေါ်တယ် မ္မာဝါစာဝိရတိတော့မိစ္ဆာဇီဝဆိုတာကာယဒုစရိုက်ဝစီဒုစရိုက်တွေလုတ်ပြီးတော့စီးပွားရှာတာအဲ့ဒါမိစ္ဆာဇီဝကာယဒုစရိုက်တွေမလုတ်ဘူးဝစီဒုစရိုက်တွေမလုတ်ဘဲနဲ့စီးပွားရှာမယ်ဆိုရင်တမ္မာအာဇီဝဝိရတိလို့ခေါ်တယ် တော့မကောင်းမှုကိုချောင်ခြင်းပုံ၃မျိုးဖြစ်တယ်ပေါ့အဲ့ဒီတည်းမှာသူတို့ဘာအသက်ကိုတတ်ခြင်းမှချောင်ခြင်းတယ်ဆိုတဲ့နေရာမှာ၂မျိုးခွဲတချို့သူတို့ဘာအသက်ကိုတတ်တယ်ဆိုတဲ့နေရာမှာပတ်စံရလို့တတ်တာရှိတယ် ဒီလူကိုတတ်လို့ရှိရင်သူကြံခဲ့တဲ့ပစ္စည်းတွေကိုငါရမယ်ကြံခဲ့တဲ့အမွေတွေကိုတယောက်တည်းလဝါးကြီးအုပ်ချင်လို့အဲ့ဒီပုဂ္ဂိုလ်ကိုတတ်ပလိုက်မယ်အဲ့တော့ပိုင်းဆိုင်မှုတွေကိုရယူခြင်းလို့တတ်ဖြတ်တာမျိုးအဲ့ဒါမိစ္ဆာအာဇီဝအဲ့လိုမျိုး ပစ္စည်းဥစ္စာကိုလိုချင်တဲ့အနေနဲ့သူတို့မအတက်ကိုတက်ရှင်းမှချောင်းကျင်တယ်ဆိုရင်ဒါအတက်မွေးဝန်းကြောင့်နဲ့ဆိုင်သွားပြီ။ပစံမရချင်းနေပစ်စေသူတို့မတက်တော့ငါမတက်ဘူးဆိုတာမျိုးအဲ့ဒါတမအာဇီဝဝိရတိပေါ့။တချို့ကြတော့အဲ့လိုမဟုတ်ဘူးအမြင်ကတ်လို့တက်တာကြည့်မရလို့တက်တာ ကျို့ကြဘိုးတွေတတ်တဲ့ချင်းတွေတတ်တဲ့ကြည့်မရလို့ကိုတတ်တာအဲ့လိုမျိုးကြတော့အပံမွေးဝမ်းကြောင်းနဲ့မတတ်ဆိုင်ဘူးအဲ့လိုအမြင်ကလို့တတ်ရှင်းမှချောင်းကျင်နေဆိုရင်တော့တမ္မာကမ္မန္တဝိရတိလို့ပြောရတယ်တမ္မာအာဇီဝဝိရတိမဟုတ်ဘူးပေါ့ ခိုးခြင်းမှချောင်းခြင်းနာမှာလည်းဒီတိုင်းပဲသူများပစ္စည်းကိုလိုခြင်းလို့ခိုးတယ်ပတ်စံရလို့ခိုးတယ်အတန်မွေးဝမ်းကြောင်းနဲ့သက်ဆိုင်တယ်မိစ္ဆာအာဇီဝအလူမမဟုတ်ပဲနဲ့သူများပစ္စည်းကိုဖျက်လို့ဖျက်စီအတန်မွေးဝမ်းကြောင်းအတွက်မဟုတ်ပဲနဲ့ သူများပစ္စည်းကိုဖျက်ဆီးခြင်းလို့ဆုံးရှုံးစေခြင်းလို့ဖျက်ဆီးပလိုက်တယ်လွှတ်ပြလိုက်တယ်ခိုးယူတယ်ဆိုရင်အဲ့ဒါကအတန်မူဝန်ကြောင့်လည်းမသက်ဆိုင်ရိုးရိုးဝစီဒုစရိုက်လို့ခေါ်တယ်အဲ့တော့အတန်ရိုးရိုးကာယဒုစရိုက်လို့ခေါ်တယ်ပေါ့အဲ့တော့အတန်မူဝန်ကြောင့်လည်းဆိုင်တဲ့ကာယဒုစရိုက်မှရှောင်ကျင်တယ်ဆိုရင် ပမ္မာအာဇီဝလို့ခေါ်မယ်။အတ္တမူဝံကြောင့်နဲ့မဆိုင်တဲ့ကာယဒုစရိုက်ကချောင်ကျင်တယ်ဆိုရင်ပမ္မာကမ္မန္တလို့ခေါ်တယ်။နောက်သူမြတ်သားမယားကိုစောကားတဲ့နေရာမှာလည်းဒီတိုင်းပဲ။ကာမဂုဏ်အာယုံကြောင့်စောကားတဲ့ကာယဒုစရိုက်ပဆိုင်ရလို့စောကားတဲ့ဆိုရင်မိစ္ဆာအာဇီဝ ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့ဒူဇရိုက်ကိုခေါင်းစဉ်ခွဲလိုက်တာငွေကြီးကြီးနဲ့ပတ်သက်လာပြီးဆိုရင်မိစ္ဆာအာဇီဝလို့ခေါ်မယ်ငွေကြီးကြီးနဲ့မသက်ဆိုင်ဘူးဆိုရင်တော့ယိုယိုဒူဇရိုက်လို့ခေါ်တယ်အဲ့တော့ယိုယိုဒူဇရိုက်ကချောင်းကျင်ရင်သမ္မာကမ္မန္တဝိရတိငွေကြီးနဲ့ပတ်သက်ပြီးချောင်းကျင်နေဆိုရင်သမ္မာအာဇီဝဝိရတိနောက်ဝစီဒူဇရိုက်မှာလည်းဒီတိုင်းပဲလိန်နေ လိန်တဲ့နေရာမှာလဲစီးပွားရေးအရာလိန်တယ်ဆိုရင်မိစ္ဆာအာဇီဝသမင်တသက်လိန်တယ်ဆိုရင်တော့ဝစီဒုစရိုက်ပဲအဲ့တော့ဝစီဒုစရိုက်မှချောင်းကျင်းတယ်ဆိုရင်တမ္မာဝါစာဝိရတိစီးပွားရေးသဘောအရာလိန်ညာမှုမှချောင်းကျင်းတယ်ဆိုရင်တမ္မာအာဇီဝဝိရတိအဲ့လိုမျိုးနှမျိုးနှမျိုးခွဲတယ်ပေါ့ ဒီကောင်းပြီအဲ့ဒီတော့အဲ့ဒီလိုမကောင်းမှုဒုစရိုက်တွေကချောင်ကျင်တဲ့အခါမှာကာယဒုစရိုက်ကချောင်ကျင်ရင်သမာကမ္မန္တဝိရတိဝစီဒုစရိုက်မှချောင်ကျင်ရင်သမာဝါစာဝိရတိမကောင်းတဲ့အတန်မွေးဝမ်းကြောင်းမှချောင်ကျင်တဲ့ဆိုရင်သမာအာဇီဝဝိရတိလို့ဒီလိုအနည်းချုပ်မှတ်နိုင်တယ်အဲ့ဒီမှာဝိရတိ၃မျိုးထက်ခွဲတယ် ပမာဒါနဝိရတိတံပတ္တဝိရတိသမုတ်စေတဝိရတိဆိုပြီးတော့ဝိရတိ၃မျိုးခွဲတယ်ညီမလိုမှတ်ချင်တယ်ဆိုရင်တော့တမာဒါနဝိရတိဆိုတာစောက်တည်ပြီးတော့ခြောင်ကျင်တာသူတော်ဘတ်ကိုတချင်းမှခြောင်ကျင်ပါ၏စောက်တည်လိုက်တယ်သူများဥစ္စာကိုခိုးယူခြင်းမှခြောင်ကျင်ပါ၏စောက်တည်လိုက်တယ်သူများသားမယားကိုစော်ကားခြင်းမှခြောင်ကျင်ပါ၏စောက်တည်တယ် ဲ့လိုစောက်တီကျင်သုံးပြီးတော့မကောင်းမှုကိုချောင်ကျင်တာသူများတက်ကိုတက်ဖို့ကြုံတယ်မတက်ဘူးချောင်ကျင်တယ်သူများပစ္စည်းကိုခိုးဖို့ကြုံတယ်လွယ်လွယ်ကူကူခိုးလို့ရနေတယ်မခိုးဘဲနဲ့ချောင်ကျင်လိုက်တယ်သူများသားများကိုစော်ကားဖို့ကြုံတယ်မစော်ကားဘူးခုမှအခွင့်အလမ်းရတယ်စော်ကားဖို့အခွင့်အလမ်းရတယ်မစော်ကားဘူးချောင်ကျင်လိုက်တယ်အဲ့ဒါကိုပမာဒါနဝိရတိခေါ်တယ် စောက်တီထားပြီးတော့ချောင်းကျင်တာတာတကလေးတစ်ခုနှစ်ခုပြောရရင်တခါတော့ကတကကြီးတူဟာမနေ့စောစောစီစီဘုန်းတော်ကြီးထံမှာငါးပန်းတီလာခံယူစောက်တီပြီးတော့လေတဲ့ဆင်းသွားတယ်လေတဲ့ဆင်းသွားတော့လေဒီပါလေးထုံး နားချိန်ရောက်တော့နွားတွေကိုတောထဲလွှတ်ထားလိုက်တယ်။ညနေဆောင်အိမ်ပြန်မယ်ဆိုတော့တောထဲကိုနွားလိုက်ချပေါ့။ဓမ္မတချောင်းကင်ပြီးတောထဲကိုဝင်သွား။နွားကိုလိုက်ချရင်လိုက်ချရင်နဲ့စပယ်ကြီးတကောင်နဲ့သွားတွေ့တယ်။စပယ်ကြီးမွေကအဲ့ဒီလူကြီးကိုပတ်ထားလက်ထဲမှာလည်းဓားကင်ထားတယ် ဒီမွေးကို तू ဓာတ်နဲ့ခုတ်မယ်ဆိုရင်ခုတ်လို့ရတယ်သူ့လက်ထဲမှာဓာတ်ရှိနေတယ်အသက်အန္တရာယ်နဲ့ကျုံးနေရပြီနော်သူ့ကိုမွေးကြီးကပတ်ထားလက်ကလည်းဓာတ်နဲ့ तू စဉ်းစားတာပေါ့နော်မနေ့ကဘုန်းကြီးစီကသူတို့မတ်ကိုမတက်ပါဘူးလို့တီလာကိုခံယူစောက်တည်ခဲ့တယ်အခုဒီမွေးကြီးကို ဓာတ်နဲ့ခုတ်ပိုင်းနိုင်တော့ငါသီလပြတ်တော့မှာပဲမနေ့ကမှဘုန်းကြီးစီမှာအာမဘန်ဒီခံပြီးစောက်တီလာတာကဲတည်ရင်လည်းတည်ပေးစီတော့ငါသူတစ်ပါးအသက်ကိုတော့မတက်ဘူးလို့ချောင်းကျင်လိုက်တယ်သူလက်ထက်ကဓာတ်ကိုလွှတ်ချလိုက်တယ်မတက်တော့ဘူးတည်ရင်လည်းတည်ပေးစီတော့ဧကံအားလျော်စွာပဲအဲ့ဒီမွေကြီးလည်းပဲအဲ့ဒီလူကိုမမျိုးပဲနဲ့ပြန်ဖြီးပြီးတော့တောထဲဝင်သွားတယ် ေအဲ့ဒီမှာဆိုလို့ရှိရင်မနက်ကတီလာကိုစောက်တီခဲ့တဲ့အတွက်ကြောင့်သူတမန်သက်ကိုသက်ရှင်မချောင်းကျင်တာအဲ့ဒါမျိုးကိုတမာဒါနဝိရတိလို့ခေါ်တယ်တီလာကိုစောက်တီထားလို့ချောင်းကျင်တာယနေ့ခေတ်လည်းရှိတယ်လေဒီချုပ်မနက်၅ပါးတီလာစောက်တီညာပိုင်းမှာအပေါင်းအသင်းတွေနဲ့တွေ့တော့အပေါင်းအသင်းတွေကဘီယာကိုဆိုင်ခေါ်သွားကလက်ကိုခေါ်သွားတောက်ဖို့ ငယ်ချင်းတွေကတိုက်တွန်းကြတယ်။တောက်ရမလားမတောက်ရဘူးလားတွေ့ဝေးနေကြတယ်။အော်မနေ့ကငါငါးပါးတီလာယူထားတယ်။ဘုံကြီးစီမှာတီလာခံယူထားတယ်။အာမဘန်တွေခံထားတယ်မဖြစ်ဘူးငါချောင်ကျင်မှဖြစ်မယ်။ဆိုတော့အဲ့ဒီလိုမျိုးမိမိတီနာကိုစောက်တီထားတဲ့အတွက်ကြောင့်မတောက်ဘဲနဲ့ချောင်ကျင်လိုက်တယ်တောက်ဖို့တော့ကြုံလာတယ်မတောက်ဘဲနဲ့ချောင်ကျင်လိုက်တယ်အဲ့ဒါမျိုးကိုတမာဒါနဝိရတိလို့ခေါ်တယ် တီလစောက်တီထားလို့ချောင်းကျင်တာနော်စောက်တီထားလို့ချောင်းကျင်တာမျိုးကိုတမာဒါနဝိရတိလို့ဒီလိုခေါ်ရတယ်ကောင်းပြီနောက်တစ်ခါတံပတ္တဝိရတိဆိုတာရှိတယ်တံပတ္တဝိရတိသူကမစောက်တီထားဘူး စောင့်တည်ထားပဲနဲ့သီလကိုကြိုတင်စောင့်တည်ထားခြင်းမရှိပဲနဲ့လွန်ကျူးဖို့ကြုံလာတဲ့အခါမှာခြောင်ကျင်လိုက်တာမျိုးအဲ့လိုမျိုးကဘာသာကြားတွေမှာအဖြစ်များတာတွေ့တယ်။တချို့ဗုဒ္ဓဘာသာမဟုတ်တော့ငါးပါးသီလကိုတမင်စောင့်တည်ထားတာမျိုးမရှိဘူး။ဒါပေမဲ့သူတို့တွေဟာမကောင်းမှုလုပ်ခွင့်ကြုံနိုင်ရင်လည်းမလုပ်ဘဲနဲ့ခြောင်ကျင်တယ်။အဲ့ဒါမျိုးကိုတန်ပတ္တဝိရတိလို့ခေါ်တယ်။ တချို့အဲ့ဒါမေးတယ်တချို့လူငယ်လေးတွေရှင်မယားတပည့်တော်တို့ကငါဘာသီလကိုတော့မဆောက်တည်ဘူးဒါပေမဲ့မကောင်းမှုတွေလုပ်ခွင့်ကြုံရင်လည်းဒီလိုမလုပ်ဘူးခြောက်ကျင်လိုက်တယ်သူများတက်ကိုတက်ဖို့ကြုံနေမတက်ဘူးခြောက်ကျင်လိုက်တယ်ခိုးဖို့ကြုံနေမခိုးဘဲနဲ့ခြောက်ကျင်လိုက်တယ်သူများသားမယားကိုစော်ကားဖို့ကြုံနေမစော်ကားဘဲခြောက်ကျင်တယ်လိန်ညာပြောဆိုဖို့ကြုံလာတယ်မလိန်ဘဲနဲ့ခြောက်ကျင်လိုက်တယ်တောက်စားဖို့ကြုံလာတယ်မတောက်စားဘဲနဲ့ခြောက်ကျင်လိုက်တယ် တင်လာကိုကြိုတင်ဆောက်တည်ခြင်းမရှိဘဲနဲ့ကြုံလာတဲ့အခါမှာချောင်ကျင်လိုက်တာမျိုးကိုတော့တန်ပတ္တဝိရတိခေါ်တယ်ပေါ့။ဘာတကတစ်ခုရရရင်တကတူဟာသူ့အမေနေမကောင်းလို့ဓာတ်စာအနေနဲ့ယုံသားစားရမယ်ဈေးစရာကပြောတယ် ယုံသားလက်လက်ဆက်ဆက်စားရင်တော့မင်းအမေယောဂါကောင်းမယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီကောင်လေးကတော့တဲကိုသွားပြီးတော့ယုံသွားရှာတယ်အဲ့တော့မြန်နုနုလေးတွေကိုစားတော့နေတဲ့ယုံကလေးကိုတွေ့တော့တော်ပဲပေါ့နော်ငါအမေအတွေ့ဓာတ်စာရပြီဆိုပြီးတော့ယုံကိုလှန့်ဖန်လိုက်တယ် ယုံကလေးကသူ့လက်ထဲကိုရောက်တော့ကြောက်ကြောက်လန့်လန့်နဲ့ယုံကလေးကတုံတုံရင်ရင်ဖြစ်နေတာယုံကလေးကိုကြည့်ပြီးတနာလာတယ်။ဟောငါအမေယောဂါကောင်းဖို့အတွက်သူတပတ်အသက်သေးပေးရမယ်ဆိုရင်ဒါမဖြစ်သင့်ဘူး။လူငယ်လေးကအဲ့ဒီယုံကလေးကိုတနာပြီးတော့ကဲငါမတတ်တော့ဘူး။သူကအသက်ကိုငါမတတ်တော့ဘူးဆိုပြီးအဲ့ဒီယုံကလေးကိုလှုပ်ပေးလိုက်တယ်။ ယုံကလေးကိုလွတ်ပေးလိုက်အဲ့နဲ့အိမ်ပြန်လာပြီးတော့သူ့မှာယုံမရလာခဲ့ဘူးမိတော့မိတယ်ဒါပေမဲ့မတန့်ရှင်လို့ပြန်လွတ်ပေးလိုက်တယ်အဲ့ဒါသစ္စာဆိုတဲ့ပေါ့နော်သစ္စာဆိုလိုက်တဲ့အခါမှာသူ့အမေရဲ့ယောဂါကောင်းသွားတယ်။ပစ္စာရဲ့ဆွမ်းအားကြောင့် ဆိုတော့အဲ့ဒီဇလန်းမှာဆိုလို့ရှိရင်လည်းလူငယ်လေးကကြိုတင်ပြီးတော့တီလာကိုစောက်တည်ထားတာမျိုးမရှိဘူးမရှိလို့လည်းသူတော်သေးကိုသွားပြီးတော့ယုံဖမ်းဖို့သွားတာပဲလေတကယ်တကယ်လက်ထဲမှာယုံလဲမိရောသူမသက်ရှင်တော့ဘူးချောင်ကျင်လိုက်တယ်အဲ့ဒါမျိုးကိုတန်ပတ္တဝိရတိလို့ခေါ်တယ်တကူတကစောက်တည်ထားခြင်းမရှိဘဲနဲ့ တတ်ဖို့ကြုံလာတယ်မတတ်ဘဲနဲ့ခြောင်လိုက်တယ်အဲ့ဒါကိုတန်ပတ္တဝိရတိအဲ့တော့၅ပါးသီလကိုစောင့်တည်ထားပြီးတော့ခြောင်ကျင်တာမျိုးဆိုရင်တော့တမာဒါနဝိရတိလို့ခေါ်တယ်စောင့်တည်လို့ခြောင်ကျင်တာမစောင့်တည်ဘဲနဲ့ကြုံကြိုက်လို့ခြောင်ကျင်တာမျိုးတော့တန်ပတ္တဝိရတိလို့ခေါ်တယ်နောက်တစ်မျိုးကကြတော့သမုတ်စေတဝိရတိအဲ့ဒါကမညံ ဟောဒါပန်သကနာကံအနာကံယဟန္တာဖြစ်တဲ့အခါမျိုးတွေမှာမကောင်းမှုတွေကိုလုံးဝမလုပ်တော့ဘူးသောတာပန်ဖြစ်သွားရင်သူတို့မအသက်ကိုလုံးဝမသက်ဖြစ်တော့ဘူးကိုသာအသေးခံသွားမယ်ကိုသာအသေးခံသွားမယ်သူများကိုလုံးဝမသက်ဘူးအဲ့တော့မညံ မှာပါတဲ့ဝိရတိကိုသမုတ်စေတဝိရတိလို့ခေါ်တယ်။အပိအသက်ခြောင်ကျင်လိုက်တာတိလေသာတွေကိုဖြတ်တောက်ပြီးတော့ခြောင်ကျင်တာသမုတ်စေတဝိရတိပုရုဇဉ်တွေအကြတော့တက်ချင်ရင်သားနဲ့ခိုးချင်ရင်သားနဲ့အဲ့ဒီစိတ်ကိုချိုးနှင်ပြီးတော့ခြောင်ကျင်ရတာသောတာပန်တို့ကြတော့ တက်ချင်တဲ့စိတ်ကိုမဖြစ်တာခိုးချင်တဲ့စိတ်ကိုမဖြစ်တာနော်တက်ချင်ပါလျက်နဲ့ချောင်းရတာမျိုးမဟုတ်ဘူးခိုးချင်ရင်သားနဲ့ချောင်းရတာမျိုးမဟုတ်ဘူးတက်ချင်ခိုးချင်တဲ့စိတ်ဖြစ်ကိုမဖြစ်တော့တာသူများသားမယားကိုစော်ကားချင်တဲ့စိတ်ဖြစ်ကိုမဖြစ်တော့တာနော်ဒီနေ့ခေတ်မှာတချို့တရားရိပ်သားတွေကသောတာပန်တဂရဟံအနာဂံယဟန္တာဆိုပြီးတော့အလွယ်တကူသတ်မှတ်ပေးကြတာရှိတယ် အကျိုးအဲ့ဒီလူတွေနဲ့ကြုံကြိုက်လို့စကားပြောကြည့်လိုက်ရင်သူတို့မှာကိလေသာတွေရမကုန်သေးဘူးခိုးကျင်တဲ့စိတ်တက်ကျင်တဲ့စိတ်ကလေးတွေရှိသေးတယ်လိန်ကျင်တဲ့စိတ်ကလေးတွေရှိသေးတယ်ဒါပေမဲ့ဟောငါတော့တာပန်ဆိုပြီးတော့အောင့်အီးပြီးတော့ထိန်းနေရတဲ့သဘောတက်ကျင်တဲ့သားနဲ့ တောတပံအစင်းကနေရှော့ကြသွားမှဆိုလို့မသက်အောင်ရှောင်ကျင်နေရတဲ့သဘောခိုးခြင်းပါရဲ့သားနဲ့ဟောငါတောတပံလေးခိုးလို့မကောင်းပါဘူးဆိုပြီးတော့ရှောင်ကျင်နေရတဲ့သဘောကြီးဖြစ်နေတယ်တကယ်တော့တောတပံဆိုတာကတက်ကျင်တဲ့စိတ်လည်းမပေါ်ဘူးခိုးကျင်တဲ့စိတ်လည်းမပေါ်ဘူးတမင်အောင်ဤပြီးတော့စောင့်နေရတာမျိုးမဟုတ်ဘူးပေါ့။ဒါကြောင့်သမုတ်စေတဝိရတိဆိုတာအကျွင်းမဲ့ဖြတ်လိုက်ပြီးတိဏ ြက်စေနိုင်တဲ့မကောင်းတဲ့သဘောတရားတွေဟာဘောတာပဲမှာမရှိဘူးလောဘတွေမကုံသေးပေမဲ့ဒေါသတွေမကုံသေးပေမဲ့တိဏပြက်လောက်အောင်ထိလောဘမကြီးတော့ပါဘူးတိဏပြက်လောက်အောင်ထိဒေါသမကြီးတော့ဘူးပေါ့သောတာပန်မှာလောဘတွေရှိပါသေးတယ်ဒေါသတွေရှိပါသေးတယ်ဒါပေမဲ့သူတို့မအသက်ကိုတက်လောက်အောင်ထိကိုအာမကြည့်ဘူးသူများဥစ္စာကိုခိုးလောက်အောင်ထိအာမကြည့်ဘူး ူများသားမယားကိုစော်ကားလောက်အောင်ထီကိုအာမကြည့်ဘူးအပင်ကြစင်နိုင်လောက်တဲ့အဲ့ဒီမကောင်းတဲ့အကုသိုလ်စေတနာတွေကိုအကျွင်းမဲ့မက်စေတနာကပယ်တက်လိုက်ပြီးဖြစ်တယ်ဒါကြောင့်အဲ့ဒီမညံနဲ့အကုသိုလ်တွေကိုပယ်တက်ပြီးမို့လို့သမုတ်စေတဝိရတိတိနေသားတွေကိုအကျွင်းမဲ့ဖြတ်တောက်ပြီးတော့ခြောင်ကျင်တဲ့သဘောလို့ကျွန်တော်ဆိုလိုတယ်အဲ့တော့ခြောင်ကျင်မှုက၃မျိုးရှိတယ်ပေါ့နော် တီလာကိုစောက်တီးပြီးတော့ခြောင်ကျင်တာကတမျိုးတီလာကိုမစောက်တီးထားပေမဲ့လည်းခြောင်ကျင်တာကတမျိုးနောက်တရားတွေအထုံးပြီးလို့မညံရလာတဲ့အခါမှာအကျွေးမဲ့ပယ်တဲ့ပြီးကိရိတာတွေကိုဖယ်ရှားပြီးတော့ခြောင်ကျင်တာကတမျိုးဆိုပြီးတော့မကောင်းမှုတွေကိုခြောင်ကျင်တာ၃မျိုးရှိတယ်ပေါ့အေးအဲ့ဒီတော့မကောင်းမှုတွေကိုခြောင်ကျင်ခြင်းဟာ မိမိအတွက်ရောလောကကြီးအတွက်ရောအလွန်ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့ဘုသူတို့ခင်္ကာဝါလူသဲဆုမကအပွင့်တော်မူခဲ့ကြတဲ့ဖရာတိုင်းဖရာတိုင်းလည်းပဲမကောင်းမှုတွေကိုရှောင်ကျဉ်ဖို့ပဲဟောတယ်။ကောင်းတာတွေကိုလုပ်ဖို့ပဲဟောတယ်။တော့ဖရာတိုင်းဖရာတိုင်းရဲ့တရားတွေကိုကြည်လိုက်။မကောင်းမှုကိုလုပ်ဖို့တိုက်တွန်းတဲ့ဖရာဘယ်ဖရာမှမရှိဘူး။ မကောင်းမှုတွေကိုကိုယ်တိုင်လည်းမလုပ်ဘူးဘသူကမှဘုရားကမလုပ်ခိုင်းဘူးကောင်းတာတွေဆိုရင်တော့တင်းတင်းကြီးကြီးအကုန်လုပ်ဖို့ဘုရားကတိုက်တွန်းတယ်ဘာဖြစ်လို့လဲမကောင်းမှုတွေကပူစင်းရဲခြင်းစိတ်စင်းရဲခြင်းတွေကို ဆောင်လာနိုင်တယ်လေကောင်းမှုတွေရကြတော့ကိုချမ်းသာ စိတ်ချမ်းသာမှုကိုဆောင်လာနိုင်တယ်လေအဲ့တော့စင်းရဲကိုမလိုချင်ဘူး ချမ်းသာကိုပဲလိုချင်ပါတယ်ဆိုရင်မကောင်းမှုတွေကိုခြောင်ကြဖို့နဲ့ကောင်းမှုတွေကိုပြုလုပ်ကြဖို့ပဲပေါ့။ဒါကြောင့်မြတ်စွာဘုရားကအဘိဓမ္မာထဲမှာမကောင်းမှုခြောင်ခြင်းပုံနဲ့ပတ်သက်ပြီးတော့ဝိရတ္တုံမျိုးကိုဟောကြားတော်မူခဲ့ခြင်းဖြစ်တယ်ပေါ့။ကောင်းမှုဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမကောင်းမှုဒုစရိုက်တွေမှခြောင်ခြင်းတဲ့ဝိရတ္တိတရားဒေသနာတော်ကို나ယူမသားကြပြီးတော့ တို့တွေလည်းပဲဖယားရှင်ရဲ့သားတော်များပြီးပြီးသမီးတော်များပြီးပြီးမကောင်းမှုတွေကိုစူးစမ်းပြီးတော့ချောင်ချမယ်ကောင်းမှုတွေကိုစူးစမ်းပြုလုပ်ကြမယ်လို့ခံယူစောင့်တည်ထားပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုပယ်ပို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်းအာမင်